ဘစ်စတတဲ့ဒီစီဝေးဆက်တင်ကျင်းပါပြီးမြန်မာနဲ့ထိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလေးကြောင့်ဒေသုံဒုက္ခရောက်ခဲ့သူများအတွက်ဝန်နေချင်းအထိမ့်မဲ့ခိတရင်သက်ခဲ့ကြောင်းထိုင်းအခြေစိုက် Time Inquirer က သတင်းဖော်ပြပါရယ်။အေဗီလာလီယက်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာ6ချိန်မြောက်ဘင်စတက်ခေါင်းဆောင်များထိပ်တီးစည်းဝေးကိုကျင်းပခဲ့ခြင်းဖြစ်ပြီးထိုင်းဝန်ကြီးချုပ်ပီတုံဒေရှနာဝတ်ကတဘာပတိအဖြစ်ဆောင်ရွက်ခဲ့လို့သတင်းမှာဖော်ပြထားပါရယ်။အစည်းအဝေးမှာတဘာပတိအဖြစ်ဆောင်ရွက်တဲ့ထိုင်းဝန်ကြီးချုပ်ကငလင်ကျောင်းမြန်မာနဲ့ထိုင်းနိုင်ငံမှာထိခိုက်သေးဆုံးခဲ့တဲ့သူများအတွက်ဝန်ထမ်းကြောင်ပြောကြားခဲ့ပြီးငလင်ကျောင်းသေဆုံးတခရခဲ့တဲ့သူများအတွက်ဝန်ထမ်းချင်းအထိမ်းမဲ့ခိတညင်သက်ခဲ့ကြောင်းသတင်းမှာဆက်လက်ဖော်ပြထားပါရယ်။ဒါအပြင်ဝန်ကြီးချုပ်ကထိပ်တီးအစည်းအဝေးရဲ့ခန်းကဏ္ဍကိုအလေးပေးပြောကြားခဲ့ပြီး ဘန်ကောက်ဆေရှင်2013နဲ့ Binstead Free Trade Agreement FTA ကဲ့သို့သောအဓိကကျတဲ့လုပ်ငန်းစဉ်များကိုမိမောင်းထုတ်ပြောကြားခဲ့ပါတယ်။အလားတူလူကုန်ကူးမှုစိုက်ပါရဆွေးမှုကဲ့သို့သောကိစ္စရပ်များတွင်လည်းဒေတာတွင်ပူပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန်သဘာဝတူဖြစ်သူထိုင်းဝန်ကြီးချုပ်ကတောင်းဆိုခဲ့ပြီးအနာဂတ်မှာလူငယ်များရဲ့ရေးပါမှုကိုပြောကြားခဲ့ကာ Binstead စီးပွားရေးအကြံပေးကောင်စီကိုဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။အဲဒီနောက်၆ကြိမ်မြောက် Binstead ကောင်ဆောင်များရဲ့ကြေညာစာရန်ကိုအတည်ပြုပြီးတဲ့နောက် Binstead ဥက္ကဋ္ဌဖြစ် Bangladesh နိုင်ငံကတာဝန် ွေယူမှာဖြစ်ကြောင်းကြေညာခဲ့လို့သတင်းမှာဖော်ပြထားပါတယ်။